ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့မှန်နေမှားတယ်ပေါ့နော်မှန်နေမှားတယ်ဆိုတာကတော့ကျွန်တော်တို့ထုတ်ကနန်းနေနေအနေနဲ့ကျွန်တော်တို့မှားခဲ့ပါတယ်နော်မှန်တာတွေကတော့ကီးထိတ်ကကျွန်တော်တို့ကီးအနေနဲ့ဆွဲခဲ့တယ်နော်နောက်တကကီးရိုးရိုးကလည်းကျွန်တော်တို့တစ်ခွန်ဆိုပြီးဆွဲခဲ့တယ်ဟုတ်လားနောက်တကဘရိတ်ကလည်းတစ်ရှိကကိုးဘရိတ်ဆိုပြီးဆွဲခဲ့တယ်နော်ကျွန်တော်မနေ့ကပြောခဲ့တယ်နှစ်ခွန်လေးခုဆိုဘရိတ်ဟာကျွန်တော်တို့၃ချိန်ပြထားတယ်ဆိုဒီမှာနော်ကျွန်တော်တို့၃ချိန်ဟုတ်လားအဲ၃ချိန်ပြထားတာ နော်သုံးကြိမ်ပြထားတာထွက်ရအောင်မယ်လို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲသူကသုံးကြိမ်မှဟိုဒီကြိမ်ဒီမှာဟိုဒီနေ့ကကိုပရိတ်လေးပရိတ်ဆိုပြီးဆင်းတယ်နောက်တစ်ခါကိုကိုပရိတ်ဆိုပြီးထပ်ဆင်းတယ်နော်သုံးကြိမ်နောက်တစ်ကြိမ်လည်းဆင်းဖို့များနေသေးထားပါတော့နော်အဲအဲ့တော့ကျွန်တော်တို့အဲ့မှာနောက်တစ်ခါတန်းအဲအဲဒါဒါအမှရွှေတကီးရဟိုဟာရွှေချောင်းသားဟိုကြည့်နော်အဲအဲ့တော့ကျွန်တော်တို့ဒီမှာဟိုဒီနေ့ကကျွန်တော်ပြောခဲ့တယ်နောက် ်တနေ့9ခွန်8ဆိုရအခွေရလဲထွက်ရမယ်ဆိုရင်ဒီမိနစ်တနေ့တည်းပဲအာတရှိတဲ့ဩနောက်တော့ကတခွန်နဲ့ထွက်သွားတယ်နော်တခွန်ဆိုပြီးထွက်သွားခဲ့တယ်နော်နောက်တော့ကဒီ break တွေကလည်းကျွန်တော်ဟိုဒီနေ့ပြောလို့နော်နော်ဒီ break နောက်တော့က6 break ပေါ့နော်အကုန်လုံးကသူက3ချိန်ထွက်ရမယ်ဆိုရလဲ3ချိန်လုံးထွက်သွားပြီနောက်တော့ကဒီကောင်မှကျွန်တော်တို့အနည်းဆုံး2ချိန်ထွက်ရမယ်ဆိုဟိုဒီနေ့6 3ဆိုထွက်တယ်အခုတကတရှိဒီမှာတ အဲဒီမှာရှစ်ပေါ့နော်ဒီကတက်ယူပြီးဒီကရှစ်ယူလဲရရနော်အဲ့တော့တက်ရှစ်ဆိုတာလဲထွက်တယ်ဒီကောင်ကလည်းအနည်းဆုံးနှစ်ကြိမ်ထွက်ရမယ်ဆိုတယ်လေသူ့တာဝန်ကိုသူကြည်ွားတယ်ထပ်ပြီးတော့ထွက်ချင်းမထွက်ချင်းတော့ကျွန်တော်မသိဘူးတုံ့ပြန်ညာလဲသူကတာဝန်ကြည်ခဲ့တယ်ပေါ့နော်အဲဒီဟာလေးလည်းမှန်ခဲ့တယ်ပေါ့နော်တုံ့ပြန်ညာလဲကျွန်တော်ထုတ်ပေးတဲ့ဟာဒီမှာတော့မအောင်မအောင်ပြကဲအဲ့တော့20လေးပဲစားလိုက်ကြအောင်ဗျာမိရလည်းတိတ်ပြီးတော့မလာဘူးဗျအဲ့တော့ဟိုဒီနေ့ကဆိုရင်မိမလာလို့ကျွန်တော်မှဒုက္ခရောက်တာနော်ဓာမီထိုးပြီးရရတယ်အခုလဲမှာဘက်ထရီအားရှိတဲ့အခုလေးနဲ့ရရတယ်ပေါ့နော်နည်းနည်းတော့ မုံတုံတုံလေးရှိတယ်။ကဲအဲ့တော့20လေးစလိုက်ရအောင်။20လေးစမယ်ဆိုဘယ်ကစမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့40 60ကစမယ်။၄၉ကြေးရစမယ်ပေါ့နော်၄၉ကြေးရစမယ်ဆိုတဲ့နေရာမှာဒီရွှေလက်ကီးအတွက်ကတော့ဒါ20ပါပဲဒါကတော့အမှန်တကယ်ပြောရင်တော့ဒါဟိုပြီးခဲ့ဘက်ကကျွန်တော်ရွှေချောင်းသားမှာတွက်ထားတဲ့20ပါနော်ဒီကနေ့ဟိုပြီးခဲ့ဘက်ကရွှေလက်ကီးမှာတွက်တဲ့20ကိုကျွန်တော်ရွှေချောင်းသားမှာပြန်တွက်ပြခဲ့ပါတယ်ပဲနော်အဲဒါတော့ကျွန်တော်ဒီမှာတွက်မယ်ဆိုရင်၄၃ည ကို3ညရွှေလာကြီးရွှေချောင်းသားကျွန်တော်ရဲ့ journey ကိုအကုန်သိစေချင်လို့ကျွန်တော်တစ်ဖက်ကြည့်တစ်ဖက်ကြည့်လှည့်အတွက်ပြရင်းဖြစ်ပါရဲ့နော်အဲ့မှာ3 3ညနှစ်တည်းတဲ့နော်ကဲအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ shopping ကြီးရေးရောက်တယ် ဘယ်လိုတက်မလဲဆိုတော့ကာရဒီ၃ညနဲ့ဒီ2နဲ့ပေါင်းတော့2ဒီ၃ညနဲ့ပေါင်းတော့လည်း2ပါပဲတဲ့เนาะ2 2ရဲ့2ပြီးတော့3 3ပြီးတော့4ဆိုပြီးတို့စီနီယံယူပါတယ်2 3 4ဆိုတော့ကီ3လုံးဒီပြင်မှာထိရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုတဲ့အခါကျတော့6ခွန်းနဲ့မအောင်ပါဘူးဗျ6 6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်တို့နှစ်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့တခါတခါမှာကျွန်တော်က ဟိုကျမ်းမာရေးဆိုတော့တော့၎င်းအလုံးကြောင့်တော့၎င်းခဏန်းလေးတွေမှားတာလေးရှိကောင်းရှိမယ်เนาะအဲ့လိုမှားရင်လည်း20အရမှန်အောင်ပြန်ချိန်တွက်လိုက်เนาะဟို20မှာကျွန်တော်တို့စစ်ပြီးသားမတင်းဆောင်လို့ကျွန်တော်ပြာကြီးပြတယ်ဒါပေမဲ့မှားတာမျိုးဥပမာပေါ့ဗျာကျွန်တော်ကဒီမှာ3ညာ3 3ညစာ3ည3လို့ရေးခဲ့မိရင်လေဒီ20နဲ့မထိခိုက်ဘူးเนาะအဲ့တိုင်းမှမှန်တယ်เนาะဒါလေးကျွန်တော်ဖြစ်တတ်လို့ပါကျွန်တော်ကတခါလေးကျဟိုကျမရေးရောင်ကျွန်တော်အအောင်ကြောထိတာလို့ဆိုတော့ခဏခဏအမားလေးရှိပါတယ်เนาะနောက်တစ်ခါအမားလေးရှိတော့ညလဲ20မှာ စက်ကမမပါဘူးเนาะအဲ့တော့၄၃ကျွန်တော်ဒီ20ကီးတွက်နီးလေဆိုရင်ကျွန်တော်ရဲ့ဟိုဟာ plan နေအကုန်လုံးတည်ရเนาะလူဟောင်းနေအကုန်တည်တယ်ဟာလာကီးတွက်နီးဒီမှာတောင်တောင်ဖောင်းဖြစ်ခဲ့တဲ့20လေးကြီးပါပဲเนาะအနောက်က၄၃၁၄နောက်တစ်ခါ65 16ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် ဒီ3ရဲ့တကယ်ပေါင်းတော့4ဒီ4နဲ့ပေါင်းတော့8ပါတဲ့8ပြီးတော့9 9ပြီးတော့3ည8 9 3ဆိုတဲ့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့8 8တဲ့ဩ8 8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်9 4 9တဲ့9 4မှာလည်းကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ် တေရှိရှင်လေးရှင်ငါးငါးနှစ်ရှင်ငါးငါးနှစ်ငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့တော့အတွက်မဲ့ဆိုရှင်းနဲ့ငါးနဲ့ပေါင်း3 3နဲ့4နဲ့ပေါင်းတော့ခွန်ခွန်ပြီးတော့ရှင်းရှင်းပြီးတော့9ခွန်ရှင်း9ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်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 တဲ့ရှစ်ရှစ်မှာကျွန်တော်တို့ရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်6နှစ်6နှစ်တဲ့6နှစ်မှာတော့မအောင်ပါဘူးဗျ ဲနောက်တစ်ပြန်တွေ့ပါမယ်ဒီ၃၃၃၄၃ည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 ၈၆တင်9 8 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွေ့မယ်ဆိုရင်ရှင်းတဲ့၃ည ਨੇ ပေါင်းတော့၈ဒီ၃ညနဲ့ထပ်ပေါင်းတော့လည်း၈ပါပဲတဲ့၈၈ပြီးတော့၉၉ပြီးတော့၃ည၈၉၃ညဆိုတော့ကီး၃လုံးဒီပြန်မှာထွက်ရမယ်တဲ့။ကဲအဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲကြည့်လိုက်အောင်ဗျ။ 69တဲ့69မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်53 53နဲ့53မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တော့တပ်ပါမယ်6535 65 35 54 56 54 56 အဲ့လိုမျိုးထွက်တာပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9ရဲ9ရဲပေါင်း3ကြောင့်ဒီ9နဲ့ပေါင်းတော့လဲ9ပါပဲတဲ့9ပြီးတော့6 6ပြီးတော့ခုံ9 6ခုံဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တခွန်နဲ့တခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှာလဲခွန်တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံးတွက်ပါမယ်ညာ6 6 ဒုံညာ6ရှေ66လေးလေးဒုံညာဒုံညာဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒုံညာနဲ့ရှင်းနဲ့ပေါင်းတော့6 6နဲ့ပေါင်းတော့4ပါတဲ့4 4ပြီးတော့5 5ပြီးတော့6 4 5 6ဆိုတဲ့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားတဲ့ဆိုရကကျတော့3ည5တဲ့3ည5မှာ5တလုံးထိပြီးအောင်ခဲ့ပါတယ်3 9တဲ့3 9မှာတော့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြင်တက်ပါမယ်တညာရှိနေလေးတညာရှိနေလေး2369နေ3669ဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တက်မယ်ဆိုရင်ရှင်းနဲ့6နဲ့ပေါင်းတော့4 4နဲ့4နဲ့ပေါင်းတော့8ရှိပြီးတော့ကိုကိုပြီးတော့3ည8ကို3ညဆိုတော့ကီ3လုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2ခွန်တဲ့2ခွန်မှာကျွန်တော်တို့မအောင်ခဲ့ပါဘူး 83နဲ့83မှာတော့7လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်ဟို6ခွန်းဟို6ခွန်းဟို9ခွန်း5ခွန်း5ခွန်းလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်9ရဲ့ခွန်းရဲ့ပေါင်းတော့6 6နဲ့ခွန်းရဲ့ပေါင်းတော့3 သုံးပြီးတော့၄လေးပြီးတော့၅၃၄၅ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃၅တဲ့၄၃၅မှာ၄တုံးထိပြီးအောင်ခဲ့ပါတယ်၆၈၆၈တဲ့၆၈မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်မျိုးတက်ပါမယ်နေ၄၈နေ၄၈၆၃၉၉၆၃ 6699ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့9နဲ့ပေါင်းတော့3ည3နဲ့10နဲ့ပေါင်းတော့8 8ပြီးတော့9ကို9ပြီးတော့3ည8 9 3ညဆိုတဲ့ကီး3လုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ပါထွက်သွားတယ်ဆိုတဲ့ခါကျတော့18တဲ့တရှင်မှာ၈တလုံးထိပြီးအောင်ခဲ့ပါတယ်၁၁တဲ့တိတိမှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တော့တပါမယ်၉၄၉၄၉၄၉၄ ေကိုခွန်လေးဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4နဲ့4နဲ့9နဲ့ပေါင်းတော့1 1နဲ့4နဲ့ပေါင်းတော့5 5ပြီးတော့6 6ပြီးတော့ခွန်5 6ခွန်ဆိုတော့ဒီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့1 3နဲ့မအောင်ပါဘူးဗျာ63 63နဲ့63မှာတော့ကျွန်တော်6တလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျ။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကမနေ့ကအတွက်ကိုတွက်လိုက်ရအောင်။ နေ့9လေးတုံညတိရှိတိခွန်နဲ့ဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကျွန်တော်တွေ့မဲ့ဆိုရင်9နဲ့3ညနဲ့9နဲ့1နဲ့ပေါင်းတော့3ညသုံးညနဲ့သုံးညနဲ့ပေါင်းတော့လေသုံးညပါပဲတဲ့သုံးညတိနေတဲ့နော်သုံးညတိနှစ်ဆိုပြီးရပါတယ်တဲ့အဲ့ဒီသုံးညတိနှစ်ကမနေ့ဖငါအတွက်ကျွန်တော်တို့ကြီးပဲဖြစ်ပါတယ်တဲ့နော် ကဲအဲ့တော့ကျွန်တော်ကီးထိတ်ကလေးနဲ့စဉ်းစားအောင်နော်ကီးထိတ်ကလေးနဲ့မစဉ်းစားခင်မှာကျွန်တော်ပြောချင်တာကဒီမှာတစ်ထိတ်ဒီမှာတစ်ထိတ်အဲ့တော့တစ်ထိတ်တစ်ထိတ် တူညီ9 3ညခွန်ဆိုတော့ထိတ်ဟာတဲ့နှစ်ရက်အတွင်းမှာထွက်ရပါမယ်တဲ့ဒါပြီးခဲ့ပကလည်းမှန်တာပဲနော်စက်တိုက်ဒီပဲနော်ဒါတွေကပြက်ခဲပါတယ်ပြက်ခဲတဲ့ကျွန်တော်ရဲ့ဟိုဟာဖော်မြူလာတွေပဲဖြစ်ပါရဲ့ဗျကဲအဲ့တော့ကီးထိတ်ဒီကီးထိတ်နဲ့ဟိုကီးထိတ်နဲ့ တူမတူကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာရှိသလဲဆိုရင်ဒီကနေ့ကိထိတ်မနေ့ကကိထိတ်က3ခွန်းနှစ်ပါတဲ့နော်အခုရတဲ့ကီယိုယိုက3ညတနည်း3ညတနည်းအဲ့မှာကျွန်တော်တို့ကြည့်စရာလေးကဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဒီ3ည 9နဲ့ဟိုဘက်က3.9ကသွားပြီးတိုက်ဆိုင်ကိုက်ညီနေတယ်နော်ကိုက်ညီနေတဲ့အခါကျတော့ကျွန်တော်တို့ကတော်တော်လေးစဉ်းစားရမှာဖြစ်လာတယ်နော်အဲ့တော့ကျွန်တော်တို့အဲ့တော့ဒီဒီလိုကတ်ကစားမယ်ဆိုလဲကျွန်တော်တို့မှာ ဟိုနှစ်ကလည်းတူနေတယ်၊သုံးညလည်းတူနေတယ်။ဟိုဘက်မှာကျတော့လည်းတခါ၅သုံးညခွန်ရှိတာတော့သုံးညခွန်ကလည်းတူနေရဆိုတော့သုံးညတစ်လုံးကတော့ဘိုင်ဖြစ်သွားလောက်နိုင်နေเนาะ။အဲ့တော့ကျွန်တော်တို့ကဘယ်လိုကစားမလဲဆိုတော့တော်လေးစဉ်းစားရမယ်။အဲ့တော့ကျွန်တော်စဉ်းစားရမယ်ဆိုတော့ဘယ်လိုကစားမလဲ။ break နဲ့ဆိုရင် break ကကျွန်တော်တို့ဘာရတယ်ဆိုတော့မိနစ်မှ break က၅နှစ်တယ်။เนาะ၅နှစ်။၅နှစ်ဆိုရင်ကျွန်တော်တို့ဒီမှာ၅နှစ်သုံးညဟာသုံးညခွန်နဲ့ဩ ဲ့မှာ9နှစ်ကကျွန်တော်တို့ main break ဖြစ်ပါတယ်တဲ့အဲ့မှာကျွန်တော်ကြည့်ရင်3ညနှစ်ဆိုတဲ့ဟာပဲကျွန်တော်တို့ကနှစ် break ညီတယ်နော်အရန် break အနေနဲ့တော့3ညခုံပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီတိုင်းလေးပဲကတ်လိုက်မယ်ဗျာနော်3ည3ည3ည1 3ည2နောက်တကခွန်3ည9ခွန်1ခွန်2နောက်တကနှစ်3ည နှစ်တနှစ်နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာဒီပရိတ်နဲ့ညီတာကိုပြောဟေးဆိုရင်တုံညာနှစ်ဒီ main ပရိတ်နဲ့ညီပြီးတော့တုံညာခွန်ဒီအရန်ပရိတ်နဲ့ညီပါတယ်အဲ့ဒီမှာတုံညာနှစ်ဆိုတော့နှစ်တုံညာပါပြီးသားဖြစ်တဲ့အတွက်ထပ်မချစ်တော့တာเนาะဒါခွန်တီကြီးကတော့ကျွန်တော်အနေနဲ့ပယ်မှာပါเนาะပယ်ထိုးမှာအဲ့တော့ကျွန်တော်တို့ကဘာနဲ့သွားပြီးတော့ကိုက်ညီတယ်ဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့က ဘာရှိတယ်လဲဆိုတော့မနေ့ပိုင်းတစ်ထိပ်ပေါ့နော်မနေ့ပိုင်းတစ်ထိပ်ဟမ်ဟုတ်ပါဦး sorry မနေ့ပိုင်းတစ်ထိပ်လေကိုဘရိတ်ပေါ့နော်လေကိုဘရိတ်ဆိုတာကကျွန်တော်တို့ဘယ်လေကိုဘရိတ်ကိုဆိုလိုတယ်လဲဆိုရင်ဒီမှာတစ်ရှိတဲ့နော်ဒီမှာလေလေကိုဘရိတ်တော့လည်းဟိုဟာဒီဒီလေလေကိုဘရိတ်ရှင်တော့လည်းကျွန်တော်တို့ကလေကိုဘရိတ်လို့ဆင်းပြီးသွားရင်2 4 6ဆိုရယ်ဘရိတ်ကားတဲ့2ရက်3ရက်အတွင်းဆင်းရမယ်တဲ့ဆိုအဲ့မှာ ဒီမှာ၄ break ရှင်တော့ဒီမှာ6 break ရှင်ခဲ့တယ်အခုတစ်ခါ6 break ရှင်တော့လည်း2 4 6ဆိုတဲ့ break ဟာသူက၄6 break ကိုနော်၄6 break ကြိုက်တယ်လို့ရှင်လာခဲ့ကျွန်တော်2 4 6 break ကလည်းထပ်ပြီးရှင်စရာရှိတယ်လို့ကျွန်တော်ရဲ့ဟိုရာသက်ပန်းမူတီကတ်တွေထဲမှာ ပြထားတာဖြစ်ပါတယ်အဲ့တော့2 2 4 6 6ဆိုတဲ့ break ဟာတဲ့မနေ့ဖငါဆင်းရင်ဆင်းမသိရင်တော့တပတ်ခါပေါ့နော်ဒါပေမဲ့ပြတော့အပြင်ဒီလိုတည့်ရအတွက်ကတ်ဆင်းတာညားတယ်လို့ပြောခြင်းအဖြစ်တဲ့အတွက်ဒီနှစ်၃ညနှစ်ဒီ ျွန်တော်အနေနဲ့ဒီဘက် site မှာပေါ့နော်အားအကောင်းဆုံးလို့ကျွန်တော်ယူဆပါတယ်အမျိုးတို့အနေနဲ့လည်းကြိုက်ချင်ထိုးပါ၃ညနေနှစ်၃ညပေါ့နော်သူကအားရှိရဲ့အတွက်ဟုတ်လားကျွန်တော်ကတော့အဲ့အခုတိုင်းလေးပဲကျွန်တော်ထိုးပါမယ်เนาะအခုတိုင်းလေးပဲထိုးပါမယ်၃ညနှစ်ကိုကျွန်တော်၃ညနှစ်နှစ်၃ညကိုတင်ထိုးမယ်၇၃ညကိုကျွန်တော်ဒုတိယတင်ထိုးမယ်ကြံတာလေးတွေတော့အရန်နေနဲ့ကစားပါမယ်เนาะဟို၁ခွန်း၁ကိုတော့ကျွန်တော်ဖြုတ်ဖြုတ်ပြင်มาဖြစ်ပါတယ်ကဲအဲ့တော့ ဟိုရွှေချောင်းသားနဲ့ဒီဘက်နဲ့ကနန်းထုတ်တာရင်မတူညီပါဘူးအဲ့တော့မိမိကြိုင်းနေတဲ့အရာကိုယူကစားပါရွှေချောင်းသားဟာယူကစားမယ်ဆိုရင်ရွှေချောင်းသားဟာယူကစား နော်ရွှေလကီးရဟာကိုယူကစားမယ်ဆိုတော့ရွှေလကီးရဟာကိုယူကစားတစ်ခုပဲကစားပေါ့နော်အဲတစ်ခုကျွန်တော်အကြံပေးချင်တာကအမြဲတမ်းလည်းပြောခဲ့တယ်ရွှေလကီးကစားတဲ့လူရဲ့ရွှေလကီးကိုထိုးတယ်ထိုးလို့ဥပမာရွှေလကီးကနဲ့မနေ့ပိုင်းအောင်ခင်ရွှေချောင်းသားကနန်းကိုသွားယူထိုးရွှေချောင်းသားကနန်းကိုဥပမာမနေ့ပိုင်းထိုးလို့အောင်ခင်ရွှေလကီးကနန်းကိုညနေပိုင်းထိုးပေါ့နော်အဲနှစ်ခုစလုံးအောင်မမယ်လို့တော့ပြောတာမဟုတ်ဘူးဒီလိုလှည့်ကစားလို့ရတယ်ဆိုရင်အကြောင်းပြောပြတာပါနော်တစ်ခုနဲ့တစ်ခုကတော့ တူညီတဲ့နေ့တွေကျွန်တော်20 site ပဲပြတဲ့နေ့ဆိုရင်တူညီပါတယ်20 site ပြမယ်ဆိုတဲ့နေ့မှာရွှေချောင်းသားနဲ့ရွှေလိုက်ကြီးကမတူညီပါဘူးအဲ့တော့เนาะမိမိကြိုက်နေ့တရဟိုပဲယူကစားပါเนาะဘယ်ဟာကြိုက်ကြိုက်ပေါ့เนาะကီထိတ်ကိုကြိုက်ရင်ကီထိတ်ကိုယူကစားเนาะဒါမှမဟုတ်ရင်ကီယိုကိုကြိုက်ရင်ကီယိုယူကစားဗရိတ်ကိုကြိုက်ရင်ဗရိတ်ကိုယူကစားဘာမှမကြိုက်ရှင်တဲ့ကိုသဘောပါပဲဗျာเนาะကျွန်တော်လည်းဆရာကြီးတယောက်မဟုတ်ပါဘူးအတတ်နိုင်ဆုံးအကြံပေးဆွေးနွေးခြင်းပဲဖြစ်ပါလေကဲအားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီး တင်ကွယ်များရရှိအောင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ